ဘောလုံးဝေဖန်သူဖြစ်ဆောင်ရွက်နေတဲ့လီဗာပူးကနက်ဝင်ဂရီမီဆောင်းနက်ကတိုမီနီအားရောင်းထုတ်ခဲ့ခြင်းအတွက်မယူသင်းနောက်တာရောက်ပြီလို့ပြောကြားခဲ့ပါတယ်။မယူသင်းဟာအသင်းငယ်မွေးချန်ပေါက်ကစားသမားဖြစ်သူ တွန်မီနီ28နှစ်အားပြီးခဲ့တဲ့နေ့မှာနာပိုလီသင်းထံသို့ပေါင်25သန်းနဲ့ရောင်းထုတ်ခဲ့ပါတယ်။တွန်မီနီဟာယခုရာသီမှာခြေစွမ်းပြနေပြီးစီရီအေ26ပွဲတွင်6ဂိုးသွင်းယူကာဂိုးဖန်တီးမှု၄ချိန်ပြုလုပ်ပေးထားကနာပိုလီသင်းမှာစီရီအေချန်ပီယံဆုအတွက်အင်တာမီလန်နဲ့အပြိုင်ဖြစ်နေပါတယ်။မယူသင်းမှာမူယခုရာသီပရီးမီးယားလီးဂ်မှာအဆင့်73ထိရောက်ရှိနေပြီးယူရိုပါလိဖလားမရပါကလာမယ့်ရာသီမှာချန်ပီယံလီးဂ်ဝင်ခွင့်နဲ့လွဲချော်ပွဲရှိနေပါတယ်။စောင်းနက်ကကက်စီမီယိုနဲ့ဥဂါဒေးတို့တို့ ငွေကြေးများစွာသုံးဆဲခဲ့ပြီးတမီနေကိုရောင်းထုတ်ခဲ့ခြင်းအတွက်မန်ယူအသင်းအနေနဲ့နောင်တရနေလောက်ပြီလို့ပြောချခဲ့ခြင်းဖြစ်ပါသည်။စောင်းနက်ကတမီနေလိုအရန်စူးစားပြီးအလုပ်လုပ်တဲ့သူကိုရောင်းထုတ်လိုက်တာအရန်မှာပါသည်။သူလားစာကလည်းပြောပလောက်တာမဟုတ်ပါဘူး။ပြီးတော့ကက်စီမီယိုနဲ့ဥဂါတီးကိုနှစ်ဦးပေါင်းပေါင်တန်းတရာပေးခဲ့တာကက်စီမီယိုကိုတပတ်လစာပေါင်း3,000ပေးတာတွေကမယူသိရဲ့မှိုင်းနဲ့ဆုံးဖြတ်ချက်တွေပါပဲလို့ပြောကြားခဲ့ပါတယ်။